ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကိုပိုင်တိုကင်ထွက်လာတော့မဲ့ Kraken ရဲ့ Ink Blockchain သတင်းနဲ့အတူထိုင်းမှာခရစ်တိုအမြတ်တွေကိုအခွန်မကောက်တော့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့ကိုပိုင် token ထွက်လာတော့မဲ့ Kraken ရဲ့ employee chain သတင်းကိုတင်ဆက်ပေးကြပါမယ်။မကြာသေးခင်ကမှကိုပိုင် blockchain အသစ်တစ်ခုကို launch လုပ်ထားခဲ့တဲ့ Kraken Exchange ကတော့ INK ဆိုတဲ့ကိုပိုင် cryptocurrency ထုတ်ဖို့အတွက်ကြေညာလာပါပြီ။ Kraken Exchange ကြောတော့နောက်ခံပြုပေးထားတဲ့ Ink Foundation ဘက်ကနေကြေညာလာတာဖြစ်ပြီးတော့ RV ပေါ်မှာ launch လုပ်မဲ့ DeFi ငွေချေး protocol အသစ်ပေါ်ကနေတဆင့်ပွဲထွက်လာမှာဖြစ်ပါတယ်။ဒါကြောင့် DeFi protocol ကိုအစောဆုံးအသုံးပြုခဲ့ကြသူတချို့ကတော့ error ရဖို့ရှိနေပါတယ်။ Aim token ကတော့ supply 1 billion ရှိလာမှာဖြစ်ပါတယ်။ Governor ဆုံးဖြတ်ချက်တွေကနေတဆင့် supply ပမာဏကိုပြောင်းလဲသွားဖို့တော့မရှိပါဘူး။ US အခြေစား8 chain တွေထဲမှာ Kraken က Coin Bin blockchain နဲ့ Coin Bin token ရှိတဲ့8 chain တခုဖြစ်လာမှာဖြစ်ပါတယ်။အခြား US အခြေစား8 chain ကြီးတခုဖြစ်တဲ့ Coin Base ကတော့ Coin Bin base blockchain ရှိပေမဲ့ Coin Bin token တော့မရှိသေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်း base ကအချိန်တိုအတွင်းမှာအတော်လေးအောင်မြင်လာတဲ့ blockchain တစ်ခုဖြစ်လာနေပါတယ်။ game project တွေအတော်များများခြေစိုက်ရ blockchain တစ်ခုအနေနဲ့ရပ်တည်နေပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ထိုင်းမှာခရစ်ပတိုအမျက်တွေကိုအခုမကောက်တော့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းအစိုးရကတော့ခရစ်ပတိုလုပ်ငန်းတွေအတွက်အကွန်ကင်းလုတ်ခွင့်ကာလကို9နှစ်အထိသတ်မှတ်ပေးလိုက်ပါတယ်။ဘစ်ကွိုင်းလိုမျိုးခရစ်ပတိုကာရန်စီတွေကိုရောင်းရကနေရလာတဲ့အကျိုးအမြတ်တွေကနေအခွန်ပေးဆောင်စရာမလိုတော့တာဖြစ်ပြီးတော့ပြည်ပခရစ်ပတိုလုပ်ငန်းတွေကိုဆွဲဆောင်လာနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအခွန်ကင်းလို့ခွင့်ပြုလိုက်တာကထိုင်း SEC အောက်မှာမှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေအပေါ်မှာသာအကျုံးဝင်မှာဖြစ်လို့ ပြည်ပခရစ်ပတိုလုပ်ငန်းတွေအနေနဲ့ထိုင်း SEC လက်အောက်မှာ မှတ်ပုံတင်ပြီးတော့ထိုင်းနိုင်ငံအတွင်းမှာယင်းနှမြုံနှံမှုတွေပိုလောက်လာနိုင်ခြေရှိနေပါတယ်ဒါပြင်မကြသေးခင်က BNN နိုင်ငံရဲ့ crypto အသိအမှတ်ပြုတဲ့ဥပဒေထွက်လာပြီးတဲ့နောက်မှာပဲထိုင်းရဲ့ crypto အခွင့်ကင်းလွတ်ခွင့်ဥပဒေထွက်လာတာဖြစ်လို့ဒေတာတွင်နိုင်ငံတွေကြားမှာဒီနှစ်နိုင်ငံကတော့ crypto ရေးရာပြိုင်ဆိုင်မှုပြင်းထန်လာနေပါတယ်။ထိုင်းဗန်ဒါရေးဝန်ကြီးဌာနကတော့ crypto currency တွေကရန်မုံငွေကောက်ခံရမှာလဲအတော်လေးအရေးပါလာနေကြောင်းထုတ်ပြန်ထားပြီး စီဝါရေးကိုတိုးချဲ့ရမှာလဲအထောက်အကူပြုလာနိုင်ကြောင်းမျှော်မှန်းထားပါတယ်။အခွန်ကင်းလွန်ခွင့်ပေးလိုက်တာနဲ့အတူထိုင်းအစိုးရကလည်း crypto company တွေစီကန်လိုက်နာဖို့ကိုလည်းတင်းတင်းကြပ်ကြပ်ကင်တွယ်လာနေပြီးဘိုင်ဘင်းနဲ့ OKX တို့လို exchange တွေကိုမှတ်ပုံမတင်ပဲ crypto ဝန်ဆောင်မှုပေးတဲ့အတွက်ထိုင်းနိုင်ငံအတွက်မှာအသုံးပြုခွင့်ပိတ်ပင်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ့်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade time မြကြပါစေခင်ဗျာ။